ဟယ်လိုအားလုံးမင်္ဂလာပါရှင်ကျမကတော့ KC ကနေပြီးတော့ Great Fight ထိ online ကနေပြီးတော့မြန်မာစာတစ်ဘာသာတည်းကိုပဲတည်တဲ့တင် जा ပေးနေတဲ့ဒီချေဆန္ဒဖြစ်ပါတယ်ရှင်ကလေးတယောက်ဟာမြန်မာစာဘာသာရဲ့ကိုစိတ်ဝင်စားနဲ့တည်ယူခြင်းစိတ်ရှိတယ်ဆိုရင်ပဲကျမကတော်တော်လေးဝမ်းသာနေပါပြီ ဒီသမီးကလေးကတော့ international school တစ်ခုကနေပြီးတော့လာမယ့်စာသင်နှစ်မှာ grade 2 attend လေးအတွက်မြန်မာစာဘာသာရပ်ကိုတင် जा ပေးဖို့ကျမရှိကိုယုံယုံကြည်ကြည်နဲ့လာရောက်ပြီးတော့အနန္တထားတဲ့သမီးကလေးပဲဖြစ်ပါ grade 2အတန်းကိုသင်ရမယ်ဆိုရင်မယ်ကျမက grade 2အတန်းကိုတခါတည်းမသင်သေးပါဘူးเนาะသူ grade 1မှာတည်တင်တည်တိုက်တာရေးတက်ရဲ့လားတည်ရဲ့လားနားလည်းရဲ့လားမမိရဲ့လားဆိုတာကိုเนาะ assessment လေးတစ်ခုနဲ့ငါအမှတ်က90ဘူးပေါ့เนาะအမှတ်90ဘူး assessment လေးတစ်ခုကိုဖြေဆိုပြီးတော့အဲ့ဒီမှာသူကเนาะအမှတ်မိတယ်နားလည်းတယ်ဖတ်တတ်တယ်ပေါ့เนาะရေးတက်တယ်အဲ့ဒီအဆင့်လေးကိုဖြတ်ကျော်နိုင်ပြီဆိုမှကျမက grade 2မြန်မာစာတန်းလေးကိုဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ် ြစ်ပါတယ်သမီးလေးကလည်းစာတင်ကြတဲ့အခါမှာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့စိတ်ပါဝင်စားစွာလိုက်လံတင်ရတဲ့တစားမလို့ဒီချိန်ကလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ကျမကိုယုံကြည်စိတ်ချစွာနဲ့လာရောက်အနှံ့ပေးတဲ့မိဘတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျမစီမှာလိုအပ်ချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်တကယ်လို့လိုအပ်ချက်တွေရှိလို့ကျမကိုနော်အပြုသဘောနဲ့ပြောချင်တယ်ဆိုလို့ရှိရင်လည်းလာပြီးတော့ဝေဖန်ထောက်ပြပြီးတော့ပြောပြပေးလို့ရပါတယ်ရှင်ကျမကတော့မြန်မာစာဘာသာကို ကိုယ့်ရဲ့မိခင်ဘာသာစကားကိုယ့်ရဲ့စာပေကိုကလေးတွေရဲ့ရင်ထဲမှာချစ်မြတ်နှိုးပြီးတော့တန်ဖိုးထားတဲ့အောင်လို့အတက်နိုင်ဆုံးသင်ကြားပေးနေပါတယ် ဒီလာလေးထဲမှာလည်းမေ31ရက်နဲ့ဇွန်1ရက်မှာစမယ် grade 1တန်ခွင့်တက်လေးရှိပါတယ်။အဲ့ဒီတန်ခွင့်တက်ကလေးမှာဆိုလို့ရှိရင်ကလေးတွေပေါ့နော် grade 1ကလေးတွေတိ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 ုက်တဲ့เนาะဖြီးတရကြီးတွဲလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုတိတိချာချာစနစ်တကျလေးတင် जा ပေးမှာမို့ grade 1အတန်းလေးကိုလည်းလာပြီးတော့တက်ရောက်နိုင်ပါတယ် ကလေးတွေမြမစာဘာသာကိုချစ်ခင်မျက်နှိုးပြီးတန်ဖိုးထားတက်စေဖို့အတွက်ကကျမရဲ့အဓိကရည်မှန်းချက်ပဲဖြစ်ပါတယ်။အဲဒါကြောင့်ကျမတက်နိုင်တဲ့တရောင်းတနေရာကနေပြီးတော့ပါဝင်အားဖြစ်ပြီးတော့ယခုလိုမျိုးပဲတင် जा ပေးနေရခြင်းဖြစ်ပါတယ်။ခြေစွတ်တင်ပါတယ်ရှင်ဒီချက်ဆန္ဒပါ